သူနိုင်ငံသားအပေါင်းဘေးရနေတဲ့အတွေ့အတွေကကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မကတော့ချူပါ။ဒီနေ့မေလ24ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အထွေထွေနိုင်ငံရေးစည်ရေးနိုင်ငံခြားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက် NUCC နဲ့ NUG တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင်အကြံဖက်စိအုပ်စုကဧပြီလအတွင်းမှာလူ့ခွင့်ရေးချိုးဖောက်မှု982မြို့အထိကျူးလွန်ခဲ့တဲ့တဲ့တင်စင်ကူးမြို့နယ်နဲ့မတရားမြို့နယ်တွေကကျေးရွာ28ရွာမှာ လူမှုစီယုံရေးဟောပြောမှုတွေပြုလုပ်ခဲ့တဲ့တဲ့တင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ပေါင်းစည်းပြီးရမညတပ်တော်ဖွဲ့စည်းလိုက်တဲ့တဲ့တင်။တမိုးခရိုင်ပကဖရဲဘော်များတေဆုံးမှုအတွက်စုံစမ်းဖော်ထုတ်အရေးယူပေးရတဲ့တဖက်သက်ခြံစည်းရုံးမခက်ရန်အတွက်အိန္ဒိယအစိုးရကို GSCP တောင်းဆိုလိုက်တဲ့တဲ့တင်။လောင်းလုံးမျိုးပေါ်ကအကြက်ဖက်စစ်ကောင်စီရဲ့စာရဖရုံးကိုတိုက်ခိုက်ရာရန်သူတပ်သား၂ဦးသေဆုံးခဲ့တဲ့တဲ့တင်နဲ့ ီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်နေဆင်အာနာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တည်နေပဲဖြစ်ပါတယ်လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အထွေထွေနိုင်ငံရေးစစ်ရေးနိုင်ငံခြားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာတိစရက်များအတွက် NUCC နဲ့ NUG တို့တွဲဆောင်ဆွေးနွေးခဲ့တဲ့တဲ့တင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်။ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အထွေထွေနိုင်ငံရေးစစ်ရေးနိုင်ငံခြားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက်အမျိုးသားညီညွတ်ရေးအတိုင်းအမခံကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဒီနေ့မှပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ NUCC ကထုတ်ပြန်ထားပါတယ်ဆွေးနွေးပွဲမှာစီမံကိန်းဗဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးတင်ထွန်းနိုင်နိုင်ငံခြားရေးဝင်ကြီးဌာနဒုတိယဝင်ကြီးဦးမိုးစောဦး ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဆိုင်းခိုင်မျိုးထွန်းဝန်ကြီးချုပ်ရောအတွင်းဝင်ဒေါ်ကြည်ပြတို့ကတက်ရောက်ပြီးအပြန်အလှန်တင်ပြဆွေးနွေးခဲ့ကြပါတယ်မျိုးသားညီညွတ်ရေးအတိုင်းအမြခံကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့အကြားမူဝါဒပိုင်းဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုများနဲ့လုပ်ငန်းစဉ်များဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုများပုံမအားကောင်းလာစေရေးအတွက်လည်းအကြံပြုဆွေးနွေးခဲ့ကြတယ်လို့ NUCC ရဲ့သတင်းပြန်ကြားရေးနဲ့လူမှုဆက်ဆံရေးအလုပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးတော့အကျန်းဖက်စစ်အုပ်စုကဧပြီလအတွင်းမှာလူအခွင့်ငင်းချိုးဖောက်မှု982မှုအထိကျူးလွန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်အုပ်စုကဧပြီလအတွင်းမှာလူအခွင့်ငင်းချိုးဖောက်မှု982မှုအထိကျူးလွန်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ငင်းဆိုင်ရာဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အရင်လူခွေရေးချိုးဖောက်မှု982မှုထဲမှာတရားလက်လွတ်တပ်ဖြတ်ခံရမှုက128မှု ကိုယ်ပိုင်ပစ္စည်းတွေဖျက်ဆီးခံရတာက124မှုအထိရှိတာကိုလည်းတွေ့ရပါတယ်။ဒေတာအလိုက်လူခွေရေးချိုးဖောက်ခံရမှုအခြေအနေတွေကိုလည်းဝင်ကြီးဌာနကစည်ရင်းကောက်ယူထုတ်ပြန်ထားပြီးတော့သခိုင်းတိုင်းက125မှုနဲ့အများဆုံးဖြစ်ခဲ့ရပြီးမန္တလေးတိုင်းက66မှုမကွေးတိုင်းက85မှုရှိတာကိုတွေ့ရပါတယ်။ဒါပြင်ဧပြီလအတွင်း၄ကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဒေသကစကိုင်းတိုင်းဖြစ်ပြီးတော့80ကြိမ်အထိ၄ကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။ လေးချောင်းတိုက်ခိုက်ခံရမှုကြောင့်စာတင်ကျောင်း18ကျောင်းပြည်သူပိုင်နေအိမ်406လုံးဗုဒ္ဓဘာသာဘာသာရေးအဆောင်22လုံးခရစ်ယာန်ဘာသာရေးအဆောင်4လုံးနဲ့အစ္စလမ်ဘာသာရေးအဆောင်2လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။လေးချောင်းတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းတွင်ကစံမာရေးအဆောင်2ခုနဲ့ကချင်ပြည်နယ်ကစံမာရေးအဆောင်1ခုထိခိုက်ပျက်စီးခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးရတဲ့အခြေအနေတွေကိုဒေတာလိုက်ကြည့်မယ်ဆိုရင်မကွေးတိုင်းက138နဲ့အများဆုံးဖြစ်နေတာကိုတွေ့ရပြီးမန္တလေးတိုင်းက69နဲ့ချင်းပြည်နယ်က69ခုရှိတာကိုတွေ့ရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရသူပြည်သူအရေအတွက်က233ဦးထိရှိထားပြီးအဲ့ဒီအထက်မှာအသက်16နှစ်အောက်34ဦးအသက်16နှစ်အထက်133ဦးခွဲခြားများတဲ့သူက46ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါပေလေးကျောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူ448ဦးရှိပြီးအဲ့ဒီအထက်မှာအသက်16နှစ်အောက်58ဦးအသက်16နှစ်အထက်59ဦးခွဲခြားများတဲ့သူက332ဦးဖြစ်တယ်လို့သိရပါတယ်ဧပြီလအတွင်းမှာအစိုးလိုက်ပြုံလိုက်တက်ဖြတ်ခံရမှုဖြစ်စဉ်16ခုထိရှိထားပြီးအဲ့ဒီဖြစ်စဉ်တွေအတွင်းပြည်သူ125ဦးသေဆုံးခဲ့ရပါတယ်။ လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးဒန်းသူညီမျှရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီစံများကိုခခိုင်မမလက်ကင်ဆွဲထားပြီးအကြံဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုများကိုအပြစ်ပေးအေးအေးယူနိုင်ရင်အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်ရှင်အခုဆက်လက်ပြီး စင်ကူးမျိုးနယ်နဲ့မတရားမျိုးနယ်တွေကကျေးရွာ28ရွာမှာ လူတို့စီယုံရေးဟောပြောမှုတွေပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမျိုးနယ်နဲ့မတရားမျိုးနယ်တွေကကျေးရွာ28ရွာမှာပြည်သူအင်အားများချိတ်ဆက်နှိမ့်နိုင်ရေးကော်မတီ AFCC မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီ CRMH နဲ့မန္တလေး PDF တို့ပူးပေါင်းပြီးတော့လူတို့စီယုံရေးဟောပြောမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ AHCC, CRMH နဲ့ Mandalay PDF အဖွဲ့တွေကလူတို့စီရောက်ရင်းနဲ့လူတို့လှုပ်ရှားမှုများဆောင်ရွက်ရန်အတွက်လူတို့ပါဝင်နိုင်သောအခင်းကျင်းများပြောကြားတာလေကြောင်းရည်နဲ့ပတ်သက်ပြီးလူတို့သတိရှိရမယ့်အချက်တွေကြိုတေကာကွယ်ခြင်းနည်းလမ်းတွေကို ပြောကြားတာတွေလှုပ်ဆောင်ခဲ့ကြတာပါ AFCC, CRMH နဲ့ Mandalay PDF တို့အတူပူးပေါင်းပြီးလူလူတွေ့ဆုံပွဲတွေ Mandalay ဒေသအတွင်းကကျေးရွာများစွာမှာပြုလုပ်ရရှိပါတယ်။ စုံမထိတ်ချုပ်နေတွေကလူတို့ပါဝင်လို့ရတဲ့တော်လည်ရေးအခင်းကျေးတွေကဘာတွေဖြစ်မလဲနောက်ပြီးစစ်နဲ့အတူရှင်တွဲနေထိုင်ကြတဲ့အခါပြည်သူကာကွယ်ရေးတပ်တွေပတ်သုံးလုံးရန်ရာတွေကိုလူတို့ဘလို့ရှုမြင်လဲထိန်းချောင်းကြမလဲစတာတွေကိုမတူညီတဲ့နေရာများစွာကလူတို့နဲ့ထိတွေ့စကားပြောဆွေးနွေးဖြစ်ပါတယ် စစ်နယ်အသားကြကြရှိနိုင်မှုစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့နေချောင်းရံအန္တရာယ်တွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုနဲ့ကာကွယ်မှုတွေအချိန်မီပြုလုပ်နိုင်ရေးအတွက်လဲလူမှုထံအသိပညာပေးဟောပြောခဲ့ပါတယ်လို့အဆိုပါလူမှုအစည်းအရုံးဟောပြောပွဲမှာပါဝင်ခဲ့သူကိုမြင့်အောင်မိုးကအသိပေးပြောကြားထားပါတယ်။ မန္တလေးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနဲ့ AFCC မန္တလေးတို့ပူးပေါင်းပြီးတော့လေမန္တလေးဒေသတော်လှန်ရေးထိန်းချုပ်နေမည်ရှိကျေးရွာတွေကိုတွားရောက်ပြီးအသိပညာပေးဟောပြောခဲ့တာလက်ကမ်းစာစာဝေလာတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်ရှင်ထမ်းမံမီတိဆက်ပေးမှာကတော့မုံအမျိုးသားလွတ်မြောက်ရေးတက်မတော်နဲ့မုံပြည်လွတ်မြောက်ရေးတက်တော်တို့ပေါင်းစည်းပြီးရာမညတက်တော်ဖွဲ့စည်းလိုက်တဲ့သတင်းဖြစ်ပါတယ်။ မွန်မြို့သားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစည်းပြီးရမညာမွန်အာမီဓမ္မရမညာရမညာတပ်တော်ကိုဖွဲ့စည်းလိုက်တယ်လို့မွန်ပြည်သက်ပါတီဆင်ရနာရှင်တိုက်ဖြတ်ရေးအဖွဲ့ထံကသိရပါဗျာ။ မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေးနဲ့မွန်ပြည်လူမျိုးရေးတပ်တော်တို့ဟာဆရာနာရှင်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုဝိုင်ပြဋ္ဌာန်းခွင့်အပြည့်ရှိတဲ့မွန်ပြည်ပေါ်ထွန်းမှုရည်ရွယ်ချက်နဲ့မေလ24ရက်မှာပေါင်းစည်းခဲ့တာပါမွန်ပြည်သက်ပါတီရဲ့နိုင်ငံရေးစစ်ရေးဦးဆောင်မှုနဲ့ရမညမွန်တပ်တော်ရဲ့စစ်ရေးဆိုင်ရာလုပ်ငန်းများကိုအကောင့်ထဲဖော်ရန်အဖွဲ့ဝင်9ဦးပါတဲ့စစ်ကော်မတီကိုဖွဲ့စည်းပြီးစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စလွန်ထော် ဒုစစ်ဦးစီးချုပ်တဲဘုံမှုကြီးစိုးဝင်းနဲ့ဒုစစ်ဦးစီးချုပ်နှင့်ဘုံမှုကြီးကြည်စံတို့ကိုခန့်အပ်တာဝန်ပေးခဲ့တယ်လို့ဆိုပါတယ်။အထက်ပါနှစ်ဖွဲ့ကအဖိနှိတ်ခံဘဝတူတိုင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများပြည်သူ့ကာကွယ်ရေးတပ်များနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ အခုတခါတော့တမူးခရိုင်ပါကဖရဲဘော်များတေဆုံးမှုအတွက်စုံစမ်းဖော်ထုတ်အရေးယူပေးရတဲ့တဖက်သက်ခြံစည်းရုံးမခန့်ရန်အတွက်အိန္ဒိယဆိုရကို GSCP တောင်းဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတမူးခရိုင်ပါခဘရဲဘော်များတိစုံမှုတွင်အိန္ဒိယအစိုးရအနေနဲ့အမှုမှန်ပေါ်ရေးစုံစမ်းဖော်ထုတ်ရေးယူပေးရတဲ့နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာတဖက်သက်ခြံစည်းရိုးမခန့်ရန်အထွေထွေ ပေါက်ဆက်ညှိနှိုင်းရေးအင်အားစု GSCP ကဒီနေ့မှတောင်းဆိုလိုက်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနမှမေလ20ရက်ကထုတ်ပြန်ခဲ့တဲ့သဘောထားအတိုင်း GSCB ကလည်းတသားလေးရက်တည်တယ်လို့ဆိုထားပါဗျ။နောက်နောက်ကာလမှာလည်းဒီလိုဖြစ်စဉ်မှုထပ်မဖြစ်စေရေးအတွက်စီမံဆောင်ရွက်ပေးဖို့အတွက်လည်းအိန္ဒိယအစိုးရကိုတောင်းဆိုလိုက်တာပါ။ပြီးခဲ့တဲ့မေလ14ရက်ကမြန်မာအိန္ဒိယနယ်စပ်မြန်မာဘက်အချမ်းသခိုင်းတိုင်းတမူးခရိုင် ကံမကြီးကြီးရွာအနီးမှာတမှုခရိုင်ပကဖရဲဘော်၁၀ဦးကယာယီစခန်းရွှေ့ပြောင်းမှုအတွက်တည်င်းကြိုတင်ပေးထားတဲ့ဂျားတွေကနေပဲ SM Rifles တိုင်ရင်တချန်ဒီခရိုင်မနိပူပီနယ်ကအကြောင်းပြချက်မခိုင်လုံစွာနဲ့ဖမ်းဆီးခေါ်ဆောင်ပြီးနှိပ်ဆက်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ပကဖရဲဘော်ဆဲဦးရဲ့ရုံလောင်းတွေကိုတောင်းယူခဲ့တဲ့အခါမှာလဲနိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုအားမကန့်ကွက်ရန်သဘောတူရန်အတွက်ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေကို SM Rifles ကလှုပ်ဆောင်ခဲ့တာပါအမျိုးသားညီညွတ်ရေးအစိုးရကလည်းတမူးခရိုင်ပကဖရဲဘော်ဆဲဦးတေဆုံးမှုနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရကိုအချက်၅ချက်တောင်းဆိုထားပါတယ်အဲ့ဒီအချက်တွေကအမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန် အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိရှိပါလျက်ရက်ဆက်စွာတက်ဖြတ်ခြင်းပေါ်တာဝန်ယူမှုရှိစွာဖြင့်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်နိနာမှုများအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနိနာသူမိသားစုများအားနိနာကြေးပေးဆောင်ရန်နောက်တွင်အလားတူကိစ္စများမဖြစ်စေအတွက်စီမံဆောင်ရွက်ပေးရန်နှင့်နှစ်နိုင်ငံနယ်ခြားစီးနှိမ့်နိုင်မှုမပြည့်ပြတ်သေးတဲ့ကာလတွင်တစ်ဖက်သက်ခြံစည်းရိုးခတ်ခြင်းအားယာယီရဆိုင်ထားခြင်းဖြင့် ယခုကဲ့သို့ဖြစ်စဉ်များရှောင်လွှဲရင်အစရှိတဲ့အချက်၅ချက်ကိုတောင်းဆိုထားတာပါရှင်ဆလပီလောင်းလုံမျိုးပေါ်ကအကြက်ဖက်စစ်ကောင်စီရဲ့စာရဖာယုံကိုတိုက်ခိုက်ရာ ရန်သူတပ်သား2ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့တိုင်းလောင်းလုံမျိုးနယ်မှာအကြက်ဖက်စစ်ကောင်စီလက်အောက်ခံစာရဖာယုံကိုတော်လှန်ရေးပူးပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာရန်သူတပ်သား2ဦးသေဆုံးတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကဒီနေ့မှထုတ်ပြန်ပါတယ်။ လောင်းလုံမျိုးဘော်ကစစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ယုံကိုမေ22ရက်မနေ့7နာရီမိနစ်30အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုတွင်အကြက်ဖက်စစ်သား2ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်မဟာမိတ်ညီနောင်ဖွဲ့ကအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်အဆိုပါတိုက်ပွဲကိုဒဝဲခရိုင်တပ်ပေါင်းစုနှွေဦးပြောက်ကြားတပ်ဖွဲ့ဖက်ဒရယ်ဒူဝန်ကျဲအဖွဲ့ចောင်းသားတော်လိုင်းအဖွဲ့ဒေါနာတက်ခွဲခုနှစ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါရှင် အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံအတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ရနာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရွှေဘုံမြို့နယ်မှာရွှေဘုံမြို့နယ်တပိတ်အင်အားစုကဥဆောင်ပြီးတော့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လံပြည်သူတွေက vote ILO article 33 to save life ဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြိမ်းမှုတွေပြုလုပ်ခဲ့ကြတာပါ။ တနင်္လာနေ့တိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်မှာတော်လန်ပြည်သူတွေကဖက်စစ်ရွေးကောက်ပွဲကိုတပိတ်မှဖက်ဒရယ်လမ်းကိုရဲရဲရှောက်ဆိုတဲ့စာသားကင်ဆွဲပြီးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတပိတ်ကိုဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ DDMSC ကဦးဆောင်ပြီးတော့တော်လန်ပြည်သူတွေနဲ့ပြုလုပ်ခဲ့ကြတာပါ။ စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လဘတောင်းတောင်ထေသခံပြည်သူတွေက အပြပြဆိုင်ရာအလုသမာအဖွဲ့စည်းရဲ့ပုံမှန်33ရာအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Lives ဆိုတဲ့စာသားကင်ဆွဲပြီးဆန္ဒပြခြေတက်ခဲ့ကြတာပါရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနဲ့တွဲကနေကင်းဝေးနိုင်ကြပါစေရှင်။ ကျေးဇူးတင်ပါတယ်ရှင်။